အဲတိုက်တယ်မှာပါတဲ့အတိုင်းပေါ့နော်ကျွန်တော် CM setup ပေါ့နော် connect monetization setup လည်းပွင့်ပြီးတော့ ban လည်းချိန်ပြီးပြီပေါ့နော် ban လည်းချိန်ပြီးသွားပြီ password လည်းဝင်လာပြီဆိုတော့ရှင်ကျွန်တော်အဲ့ဒီရထားတဲ့ရထားတဲ့ monetize setup ပေါ့နော်မပြုတ်သွားအောင် ban မှာ payout တွေလေ ban information တွေ payout တွေ ban အဲ ban account တွေ in home မဖြစ်အောင် payout restrict တွေ disable တွေ verify ပြန်လုပ်ခိုင်းတာခိုင်းတာတွေမဖြစ်အောင်အဲ monetize restrict တွေပြန်မကြအောင်ဆိုလို့ရှင် view ပို့များပြီးတော့ကျွန်တော်ပတ်စံပို့ရအောင် လောက်ရမယ်အချက်လေးလေးချက်နဲ့ပတ်သက်ပြီးကျွန်တော်ဗီဒီယိုလေးလုပ်ပေးတာဖြစ်ပါတယ်ဗီဒီယိုလေးကကျွန်တော်တို့နည်းနည်းလေးရှေးကောင်းရှေးမယ်ကျွန်တော်အတက်နိုင်ဆုံးချုပ်ပြီးတော့လိုဒိုရှင်း point တွေပဲအဲပြောပြမယ်ပေါ့နော်အဲ့တော့အချက်ကကျွန်တော်၄ချက်လောက်ရှိမယ်ကျွန်တော် Chrome region ချိန်တာပါဆိုတော့ကျွန်တော်တို့ဗီဒီယိုစနစ်တကျတင်မှာကျွန်တော်တို့အဲ Camry ညှိတာတော့ပါလို့တခြား monitor restrict ညှိတာတွေဟိုအဆင်ပြေစီမှာဖြစ်တယ် monitor restrict မညှိအောင်လိုက်နာမယ် policy နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှေ့ဗီဒီယိုမှာပြောပြီးပြီးအဲ့တော့ကျွန်တော် Chrome region ချိန်နည်းပြပေးမယ် page location ချိန်နည်းပြပေးမယ်ပေါ့နော် page မှာလည်းကျွန်တော်တို့ ဲတက်ဆိုင်ရအဒမီအကောင့်ညနိုင်ငံခြားအကောင့်ဖြစ်ပါရဲ့ page primary location ကမြန်မာတွေဘာတွေဖြစ်နေပြန်ကြတတ်တယ်အဲ့တော့ page location ချိန်နှီးပြပေးမယ်ပြီး video တွေစနစ်ကြတင်ရမယ်စနစ်ကြမတင်ဘူးဆိုလဲ monitor restrict ပြန်ပြုတ်တတ်တယ်ပြီး touch post တွေနေ touch post တွေနေအပြင်ကျွန်တော် monitor ရထားတဲ့ page ချာနေနောက် monetize ပြန်ရတာနောက်ထပ် page တခုကိုတွဲပြီးခေါ်သွားလို့ရတဲ့သဘောဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့နောက်ပြတစ်ခုပေးရတယ်ပတ်စံရနိုင်တယ်ပေါ့နော်အဲ့ဒီနီးလေးနီးလေးကိုကျွန်တော်ဒီဗီဒီယိုတစ်ပုတ်ထဲနဲ့ပြပေးမယ်နော် အာ monetize ban ချိန်တာတွေဘာတွေကျွန်တော်တို့လည်းမသိပါဘူးအာเนาะငါတို့လည်းမသိလိုက်ရပါလားဆိုပြီးတော့အခုမှဒီဗီဒီယိုလာကြည့်တဲ့လူကြီးမင်းတွေကဟို monetize setup ပွင့်အောင်လုပ်တဲ့နေရာကျွန်တော်တင်ပြီးသွားပြီပေါ့เนาะလွန်ခဲ့တဲ့3ပတ်ကတင်ပြီးသွားပါပြီအဲနော်ဒီဗီဒီယိုလေးမှာကြည့်လို့ရပါတယ်ဒါတော့ connect monetize setup မပွင့်သေးဘူးဆိုရင်ပွင့်အောင်လုပ်တဲ့နေ့ဖြစ်ပါတယ်24မိနစ်လောက်ပဲကြာတယ်နိုင်ဝက်လောက်ပဲကြာတယ်အဲ့ဒီဗီဒီယိုအတိုင်းသွားလုပ်မယ်ဆိုရင်ကျွန်တော် connect monetize setup ပွင့်ရင်သွားမှာဖြစ်ပါတယ်ပွင့်အောင်လုပ်တဲ့နေ့တွေပေါ့เนาะ ဘာလို့ဆိုအဲ့ corner monitor ဆက်တဲ့ပွင့်မှာပဲကျွန်တော်တို့ကပတ်စံရမှာဟုတ်ဘန်းချိန်လို့ရမှာနော်အဲ့ဘန်းချိန်ကြီးကဘယ်မှာလဲဘန်းချိန်ကြီးလဲပြောတင်ပြီးသားတင်ပြီးသားရဲ့ပြောတယ်ဘယ်မှာလဲဘန်းချိန်ကြီးမတွေ့ပါလားဆိုရင်စိတ်မပူပါနဲ့ဘန်းချိန်ကြီးကလည်းအဲ့ဒီတင်ပြီးသားဗီဒီယိုရဲ့ comment အောက်မှာကျွန်တော်ဘန်းချိန်ကြီးထားထားပေးပါတယ်အမ viewer တယောက်ပေါ့နော်ကျွန်တော် audience လေးတယောက်ကလာကြီးထားတာတွေ့တယ်အဲ့ဒီမှာကျွန်တော် reply ပြန်လာပါတယ်ဘန်းချိန်ကြီးသူမေးထားပါတယ်အဲ့ တို့ပြမေးရတဲ့ comment ပဲရောက်သွားတယ်မဟုတ်လား။ဒါတော့ကျွန်တော်တို့ reply ပြန်ထားတယ်။ IMC bank chain နဲ့ credit monetization bank chain ကြီးအတူတူပါဆိုပြီးတော့နော်ကျွန်တော် admin လေးတရား reply ပြန်ထားပေးပါနဲ့။အဲအဲ့ဒါ bank chain ကြီးကဒီမှာပါပဲပေါ့နော်။အဲရိုက်ရှာလို့ရပါတယ်။ Okay ။အဲဒီမှာအဲ့ဒီ comment က video အတိုင်းသွားလိုက်လို့ရပါတယ်။အဲ့ဒါတော့ကျွန်တော်တို့ bank chain ကြီးဖြစ်ပါတယ်နော်။ bank ရောင်းကတ်နဲ့နော်။အဲ casino bank နဲ့အသေးစိတ် bank chain တဲ့နီးဖြစ်ပါတယ်။နော်။အဲ့မှာ bank chain ကြီးတင်ထားပေးပါတယ်ပေါ့နော်။ အဲအဲ့တော့သူကလည်းမိနစ်20ကျော်ကျော်လောက်ကြာမယ်နော်အဲ့လိုဘန်းချိန်မှပဲကျွန်တော်တို့ကကျွန်တော်တို့ကဒီတိုင်းအုံဖွားဆိုယူလို့ရမှာမဟုတ်ဘူးကျွန်တော်တို့ရဲ့တက်ဆိုင်ရာဘန်နဲ့ဦးပတ်ဆံဝင်မှပဲအဲ့ဒီဘန်နဲ့ကျွန်တော်တို့ကပတ်ဆံထုတ်လို့ရမှာဆိုတော့လေဒါတော့ဘန်းချိန်ကြီးပါနော်အမှအသေးစိတ်ပြောရပါတယ်ဘလို့ဘလို့ချိန်ပါနော်အဲ့ကောင်လေးလွန်ခဲ့တဲ့6လလောက်ကတင်လာတာပဲနော်အဲ့ဒီဗီဒီယိုလေးမှကြည့်လို့ရပါတယ် ကျွန်တော်အပတ်စံဝင်ပြီးပါဗျာ CM ဆက်တယ်လည်းအောင်သွားပြီအဲခုနတင်ကန်းစာကျွန်တော်တင်ထားတဲ့တင်ကန်းစာတွေအတိုင်း CM ဆက်တယ်လည်းအောင်ပြီးဘန်လည်းချိန်ပြီးပြီဆိုတော့ပတ်စံဝင်လာပြီပတ်စံဝင်ပြီဆိုပြီးဆိုရင်ကျွန်တော် monitor receipt ပြန်မကြအောင် view ပို့ရရပတ်စံပို့ရရအဲလောက်ရမယ့်အချက်၄ချက်အဲ့ဒါကိုကျွန်တော်ဒီဗီဒီယိုလေးနဲ့ဆက်ပြီးပြပြရဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုမကြည့်ခင်မှာခုနပြောတဲ့ဗီဒီယိုနှစ်ပုဒ်ကိုအရင်သွားကြည့်သင့်ပါတယ်။ကြည့်ဆရာ။အဲ့တော့ဒီလေးခုကတော့ကျွန်တော်အလင်းတင်လို့ပြပြီးပါတော့เนาะ။အဲ့တော့ကျွန်တော် ပထမဆုံး page location change ပြရမှာနော် page location မ change တော့ဆိုလို့ရှိရင်ကျွန်တော်တို့မြည်တော့ပဲ admin account နဲ့နိုင်ငံခြား account တွေဖြစ်တယ်ဆိုစီကမှပြန်ကျသွားတတ်တယ်နော်အဲ့တော့ page location change ပါမယ်ခင်ဗျာ perfect ဖြစ်သွားပါပေါ့အာ page location change ဖို့အတွက်ကျွန်တော် page setting နဲ့တစ်ချက်သွားပြရမှာဖြစ်ပါတယ်အဲ setting နဲ့ရောက်ပြီဆိုရင်တော့ကျွန်တော်တို့အဲခဏ setting နဲ့ဝင်ပြပါအဲ setting နဲ့ရောက်ပြီဆိုရင်အဲအောက်နားလေးမှာပေါ့နော် access access your information ဆိုတာလေးရှိပါတယ်ဗျာအဲ့ဒါလေးကိုနှိပ်ပြပါဒီဟာလေးเนาะ access your information အဲ့ဒါလေးနှိပ်ပြပါအဲထဲရောက်ပြီဆိုရင်အဲကျွန်တော်ဒီ search ဆိုတဲ့နေရာမှာအဲ primary location ကိုရှာပြရမှာဖြစ်ပါတယ်အဲ primary location ပေါ့เนาะ P R I M A R primary location primary location မှာကျွန်တော်တို့အဲကိုသဘောကျတဲ့အဲ sorry Facebook ကပတ်စံရှာဖို့ခွင့်ပြုထားတဲ့နိုင်ငံဖြစ်နေကိစ္စမရှိပါဘူး အဲအဲ့ဒါမှာမြန်မာမဟုတ်ပဲねအမြန်မာတွေဘာတွေပေါ်နေလဲဆိုရင်ကျွန်တော်တို့ကကျွန်တော်ရှန်ဟိုင်းပြောင်းတာအဲ your location ဆိုတဲ့နေရာလေးတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးဆိုရင်ကျွန်တော်တို့အဲ time ဖြစ်စီအဲဂျပန်ဖြစ်စီတခုခုချိန်လိုက်ပါဗောနော်အဲ okay အဲ့လိုချိန်ပြီးတော့ထားလာပြီးပါကိုကပို့လို့ထားတဲ့သဘောပဲဖြစ်ပါတယ်เนาะအဲ့လို location တစ်ချက်ချိန်လာပြီးပါခင်ဗျအဲပြီးပြီဆိုရင်ကျွန်တော်တို့ video စနစ်တကျတင်နေနဲ့ touch post တင်နေစပြပြီးပါเนาะ လေပြခေါင်း region ချိန်ကြီးပြရမယ်အဲ့ဒီ video ဒီ touch board စီတင်တဲ့ခါကျတော့ရှင်ကျွန်တော်စနစ်တကျတင်ရမှာလူချင်းမျိုးမှာဟိုဖုန်းနဲ့ပဲဖြစ်ဖြစ် laptop နဲ့ကျွန်တော်ဖုန်းနဲ့ပဲပြပေးလိုက်မယ်နော် laptop နဲ့ဖြစ်ဖြစ်ဖုန်းနဲ့ဖြစ်ဖြစ်အဲ့ကောင်နေကတော့စနစ်တကျတင်ဖို့အတွက်ဆိုရင် chrome browser အသွားတင်ရမှာကျွန်တော် facebook application ကြီးကနေတင်လို့မရအောင်တင်လို့မရအောင်ဆိုတော့ကျွန်တော် chrome region ချိန်မချိန်မဖြစ်ချိန်မှရမယ်နော်အဲ့တော့ chrome region ချိန်ကြီးအရင်ပြပေးမယ်နော် okay chrome region ချိန်ကြီးပြပေးပြီဆိုရင်တော့ကျွန်တော်ကဆက်ပြီးတော့ ီဒီယိုစနစ်တကျတင်မယ်တက်ပို့စ်တင်တဲ့နေ့ရဆက်ပြပြမယ်နော်โอเคအဲ့ဒါကြောင့် Chrome region chain လေးဆက်လိုက်ရအောင်အဲ့လိုပုံစံမျိုးအဲ့ကြောင့်တချို့တွေကြတော့ဗျာဘာဘာမညာမမသိဘဲနဲ့ eligible ပြန်ပြုတ်သွားတယ်ပြန်ပြုတ်သွားတယ်အထဲမှာထည့်ထားတဲ့ account တွေလည်းနိုင်ငံခြား account တွေပဲနိုင်ငံခြား account တွေဝယ်သုံးတယ်ပေါ့နော် VPN လည်းမဖွင့်ဘူးအသေးစားစနစ်တကျသုံးတယ်ပေါ့အရင်ကျွန်တော်ပြောခဲ့တဲ့သင်ခန်းစာတွေအတိုင်း tutorial တွေအတိုင်းပေါ့အဲဒါပေမဲ့ပြကြကြသွားတယ်ဘာကြောင့်ကြလဲဆိုတော့အဲ့ဒါ Chrome ကြောင့် Chrome မှာ region ကိုမ change တော့ဆိုလို့ရှိရင် ခရုံးမှာမြန်မာ location နဲ့ကောက်တင်လိုက်တယ်ဆိုရင်အဲရန်ဖန်ရန်ကတော့လွတ်သွားတတ်တယ်အချိန်တော်တော်များများတော့လွတ်ပါတယ်ဒါပေမဲ့ Facebook ကအသေးချာကြကြနာနာ AI နဲ့မဟုတ်ပဲသူတို့လူကိုယ်တိုင်ဝင်စစ်ပြီးဆိုရင်အဲ monetization နဲ့ပတ်စံမရပဲပြန်ပြန်ပြုတ်တာတို့ပြုတ်တာတို့ပြုတ်တာ restrict ထိတာတို့ဘာတို့အဲ့ဒါကြီးဖြစ်တယ်ဆိုတာဒါတွေဒီအချက်တွေကြောင့်ပါပေါ့နော် okay အဲ့တော့ page location လဲကျွန်တော်တို့သူတို့ကြိုက်တဲ့ထိုင်းနိုင်ငံသူတို့ခွင့်ပြုတဲ့နိုင်ငံထားပြီးပြီးဂျပန်မဲ့ဖြစ်ဖြစ်ပေါ့ဗျာအဲထားပြီးပြီးကိုပေးရမှာထားရတဲ့ admin account တွေကဂျပန်ဆိုရင်ဂျပန်ထားပေါ့ကိုပေးရမှာထားရတဲ့ admin account တွေကထိုင်းဆိုထိုင်းထားပေါ့ အဲ့ဒါတွေထားပြီးဆိုရင်ကျွန်တော်ကကျွန်တော်တို့က post တွေနဲ့ chrome region ကိုချိန်မှရမယ်ဒါကြဒါကတော့ဘာကြောင့်အဲ့လိုမျိုးလောက်ရလဲဆိုတဲ့ဟာလေးပြောပြပေးတာနော်ဆိုတော့ region ချိန်ဖို့အတွက်ကျွန်တော် chrome browser ရေးဝင်ပြပါခင်ဗျာ chrome browser ပေါ့နော်အဲ chrome browser chrome browser ရေးဝင်ပြဆိုရင်ကျွန်တော်တို့အဲဟိုဒီဘက်တောင်ဆုံးကမြင်းချောင်းလေးတော့ sorry အများကြီးစောက်ထုတ်ပြောဒီဘက်တောင်ဆုံးကမြင်းချောင်းလေးတော့ကြောက်နေပြပါဗျာမြင်းချောင်းလေးနေပြီဆိုရင်ကျွန်တော်တို့အောက်ဆုံးအဲ့မှာ setting ဆိုတဲ့ဟာလေးရှိတယ် အဲ့ဒီ setting လေးကိုထပ်ပြီးနေပါဗျအဲ setting နဲ့ရောက်ပြီဆိုရင်ကျွန်တော်တို့ဟာ size setting ဆိုတာဟာလေးရှိပါတယ်အဲ့ဒီကိုနေပြီပါအဲပြီးဆိုတော့အမှ location ကိုကျွန်တော်လုတ်ထားပြီလာအဲလူကြီးမင်းတို့အမှ location ကိုဟိုလက်နဲ့တစ်ချက်နှိပ်လိုက်ပါအမှ permission မှာကျွန်တော်တို့ recommend ပေးထားတာလေအဲဘာလဲ collapse နော် collapse and want request ဆိုတဲ့ recommend ပေးထားတဲ့ဟာလေးအဲ့ဒါလေးကိုရေးလိုက်ပါ ပြီးရင်ကျွန်တော်တို့အဲ့ဒီနာမှာအဲဒီဟာလေးပေါ့နော် block နှိပ်ထားလိုက်ပါနော်အဲ့လိုမျိုး location ပိတ်ထားလိုက်ပါအဲနော် location ဆိုတော့အဓိက okay ပြီးပြီဆိုရင်ကျွန်တော်တို့က location ကိုကျွန်တော်တို့တုံးနေ VPN location set ပြီးပြောင်းပါမယ်ချိန်မယ်နော်အဲ့တော့ VPN extension extension ထည့်ဖို့ကျွန်တော်တို့ Chrome web store ဆိုရိုက်ရှာလိုက်နော် Chrome web store ဆိုရိုက်ရှာအဲဒီမှာနော် CHROME Chrome WEB web SDOY store အဲ browser ရဲ့ Chrome browser ရဲ့ search မှာလေအဲပြီးပြီဆိုရင်ကျွန်တော်အဲ desktop site ပြောင်းမယ်ပေါ့ဗျာထုံးစံအတိုင်းအဲဒီမှာနော်ဒီဟာမြားလေးသုံးချောင်းနဲ့ desktop site ပြောင်းအော်ကျွန်တော် ပြောင်းပြီးသား desktop site ပြောင်းပြောင်းပြီဆိုရင်အဲ့ဒီမှာလေ Chrome installation ထည့်ဖို့ကြတော့သူက Express VPN ကိုပဲဟို recommend ပေးတယ် VPN နေထဲမှာလေအကောင်းဆုံး VPN ဒီမှာ VPN သူကဘာမှမခံဘူးဒီ search extension and theme ဆိုရဲအဲ့ဒီ search bar မှာလေအဲ VPN ဆိုရိုက်ရှာကြည့်လိုက် အတွေ့လာမသိဘူးเนาะအဲ့မှာဆိုရင်ကျွန်တော် free vpn host vpn browser အဲ browse vpn hola vpn hola လည်းကောင်းပါเนาะအဲ့မှာဒါပေမဲ့ express vpn နဲ့ hola vpn နှစ်ခုကကျွန်တော်ကသုံးတာ less vpn less vpn ကြောင့်ဒီမှာမပါဘူးအဲ့တော့ကျွန်တော်အဲ့ vpn နှစ်ခုကို recommend ပေးပါတယ် express နဲ့ဟိုပါပေါ့နော် less vpn နဲ့ sorry express vpn သုံးပြီး monetize run ထားရပြီးတဲ့ service ကင်တာပြီးတဲ့ဖုန်းက handset ကကျွန်တော်အိမ်မှာကြံခဲ့တယ် အဲနော်ကျွန်တော်ခရီးတစ်ခုရောက်နေဆိုတော့ဒီမှာကျွန်တော်မှာပါတယ် lesbian ပြန်မဲ့ပါတယ်ဆိုတော့ကျွန်တော်ဒီညမှာအဲလူကြီးမင်းတို့တော့ကျွန်တော် recommend ပေးချင်တာအဲ premium လည်းဖြစ်မယ်ဆို express ပဲ recommend ပေးတယ်ဗျာ express လည်းပဲဝယ်သုံးလိုက်သူ့ထက်ပိုဟိုဟာဟိုနင်းဖြစ်တာမရှိဘူးဒီမှာသူက express vpn လောက်ပဲပြတာဆိုတော့လေနော်နော် okay အကြာဟိုလာ vpn တော့ပါတော့သုံးနေသုံးပါဗျာကျွန်တော်တော့မသုံးဘူးတော့မသိဘူးကောင်းတဲ့ vpn လိုက်သုံးပါနော်အဲအဲ့ဒီ vpn ရှာပြီဆိုရင်ကျွန်တော်တို့က အဲ့တစ်ချက်ကြည့်လိုက်ကိုယ်စီမှာတုံလာတဲ့ Express VPN ပေးရတယ်ဒါတော့ password manager ကြီးဒီမှာဒီမှာဒီကောအဲအဲ့ဒီဟာနော်ဝိုင်းကြရတဲ့ဟာလေးအဲ့ဒါလေးနှိမ့်လိုက်နှိမ့်ပြီးဆိုလူချင်းမင်းတို့ကကျွန်တော်မှာ Let's VPN တုံလာဆိုတော့သူက add to chrome ဆိုတာမပေါ်ဘူးလူချင်းမင်းတို့ Express VPN တုံးမယ်ဆိုတော့ဒီနောက်မှာ add to chrome ဆိုတာလေးပေါ်လိမ့်မယ်အဲ့ဒါလေးနှိမ့်နော်နှိမ့်ပြီးပြီဆိုရင် confirmation နှိမ့်လိုက်ရင်ဒါလူချင်းမင်းတို့ Express VPN ရဲ့ location ပြောင်းသွားမယ်အဲဆိုပါစို့ဒီမှာသူပြတဲ့အတိုင်းလူချင်းမင်းက New York ပေါ့နော် New York တုံးနေရဆိုရင် အနယူးယောက်ကအဲလိုကေရှင်းဖြစ်သွားမှာဖြစ်ပါတယ်အဲ freedom မှာဆိုတော့ by user vpn နဲ့ကျွန်တော်ပြပေးခြင်းနော်အဲ uvpn ပေါ့အဲ vpn နဲ့ကျွန်တော်တို့ဒီမှာ add to chrome ပေါ့နော် add to chrome နဲ့နှိပ်ပြီးပြီးဆိုရင်အဲ confirmation ဖြစ်သွားမှာဖြစ်ပါတယ်ပြီးပြီးဆိုရင်ကျွန်တော်တို့ကဟိုးအပေါ်လာဒီဟိုပါအဆက်ကလေး30ပေါ့နော်အဆက်ကလေး30နှိပ်ပြီးပါ ကျွန်တော်တို့ဒီမှာ Chrome installation နဲ့ချိန်ထားသမျှဟာတွေကို always connect အမြဲတမ်းကျွန်တော်တို့ချိန်ဆက်နေဖို့အတွက်တစ်ခါဝင်တိုင်းတစ်ခါချိန်အဲ့လိုမျိုးလုပ်ဆရာမလို့ဘယ်နဲ့အမြဲတမ်းချိန်ဆက်နေဖို့အတွက်အဲ့ဒီဟာလေးနှိပ်ပါပြီး my installation and things မှာကျွန်တော် always connect လေးလုပ်ပေးလိုက်ပါခင်ဗျာအဲ့ဒါဆိုရပါပြီနော်ကျွန်တော်တော့ဒီဘာလဲ by UVPN လို့နော်ပါเอชเวฟวีบีอาร์မတော့မယ်ကျွန်တော်လက်စ်ဗီဗီအမ်မဲ့တုံးတာဆိုတော့ကျွန်တော်ကမပြပြီးတော့ပါဘူးအဲ့ဒီတိုင်းလေးပဲလုတ်လိုက်ပါအဲ့ဆိုရသွားပါလိမ့်မယ်နော်โอเคအဲ့ဆိုရင် နောက်ထပ်ကျွန်တော် location လေးလုပ်ပြီးပြီဆိုရင်ကျွန်တော်တို့ကအဲနောက်ဆုံး channel နှစ်ခုပေါ့နော်။ဘာကြမ်းလဲဆိုတော့ video setting တိကျတင်တာနဲ့ touch post touch post တင်တာ။အဲ့ဒါတော့တိပိတာတော်တော်များပါပါပေါ့နော်။အဲဒါမှမဟုတ်ကျွန်တော်ဆက်ပြီးထပ်ပြီးပြပေးလိုက်မယ်နော်။ video setting တိကျတင်မယ်ပြီးရင်ကျွန်တော် touch post တစ်ခါလေးတင်ရအောင်။အဲ touch post တင်နေနဲ့ကျွန်တော်တို့ဟိုဟာ touch post တင်နေနဲ့ငါ touch post တင်နေနဲ့ video စနစ်တကျတင်နေရကျွဲကူးရေပါပေါ့နော်။ တော့တခါနှစ်ပုတ်အဲ့ဒီနှစ်ခုကဟိုတစ်ခုပြန်တစ်ခုပါသွားလိမ့်မယ်နော်အဲ့တော့ကျွန်တော် desktop site ပြောင်းလိုက်နော် desktop site ပြောင်းတာအပိရဲ့ဝင်လာတော့တည်ပြီးသားပဲဆက်မပြရတော့နော်ထပ်မပြရတော့ဒါတော့အခြေခံအပြအကုန်လုံးတည်ပြီးသားပါအဲဆိုတဲ့အခါကျတော့ကျွန်တော် desktop site phone မှာ desktop site လေးပြောင်းပြီးဆိုရင်ကျွန်တော်ဗီဒီယိုစနစ်တကျတင်ဖို့အတွက်အပေါ်ဆုံးမှာ search bar မှာ business suite ဆိုပြီးရိုက်ရှာပေးပါနော်မတူပါဘူး desktop site ပြောင်းတာပြပေးလိုက်မယ်နော်အဲ ျွန်တော်ဒီဒီရှေ့ကဟို tutorial video မကြည့်ရသေးတဲ့သူတွေအတွက်ပါတစ်ခါလေးပေါင်းပြပေးလိုက်မယ်နော်အဲ့တော့ဟိုကိုယ့်ရဲ့ဖုန်းမှာနော်ဒါကျွန်တော် admin တယောက်ရဲ့ account ဖြစ်ပါတယ်ခင်ဗျာအဲ account login ဝင် Chrome browser မှာနော်ခုန location ပြောင်းထားတဲ့ browser ထဲမှာကိုယ့်ရဲ့ Facebook account login ဝင်မှာဒါတို့တည်ပြီးသားပါပြီးပြီဆိုရင်ကျွန်တော်ကအာ page ကိုခုံပြီးကူးပြီနော်အဲတည်တယ်မလား page လေးဝင်ပြီပါ page ဝင်ပြီဆိုရင်ကျွန်တော်ကအဲလောလောလေးပဲဟိုးညာဘက်တောင်း desktop size ဆိုတဲ့ဟာလေးကိုအဲဒီမှာလေး ဒက်စတော့ site အဲ့ဒါလေးကိုနှိပ်ပေးပါနှိပ်ပြီးပြီဆိုရင်အဲဒီဟာဒက်စတော့ site လို့ရပြီဒက်စတော့ site ရပြီဆိုရင်ကျွန်တော်ဒက်စတော့ site အဲဒီပြောင်းဖို့အတွက်ကကျွန်တော်ဒီ search bar မှာ www.facebook.com ဆိုပြီးရိုက်ရှာလိုက်ပြီးရင်အန်နာတစ်ချက်ခေါက်လိုက်အဲဒက်စတော့ site ရပါโอเคเนาะเอ้ย that's what I ยัดไปဆိုတော့ကျွန်တော်အဲ့ Facebook ရဲ့ search မှာဟွာ business suite ဆိုရိုက်ရှာเนาะ monetization tools တွေ running နေရအောင်ရောက်သွားအောင်လို့ Facebook business sweet စုမဟုတ်နော်စုကဝစ်စုံ S U I N D ရ sweet အစုံသုံးနဲ့နေရာပေါ့အစုံသုံးမန်နေဂျာပေါ့အဲနောက်ပြီး try now လေးနေနော် Facebook ဘက်ဆန်ရှာတာလွယ်မလို့နဲ့ဒီသဘောတရားတွေကိုအခြေခံအားဖြင့်တော်တော်လေးကြွားကျင်သွားမယ်ဆိုရင်တော့အခုမှစကြည့်ကြတာဆိုရှုပ်နေမယ်အဲအကြောင်းကျွန်တော်ရှေ့ရဗီဒီယိုကြီးခိုင်းတာပါအဲနီးတည်သွားရင်တော့လွယ်လွယ်လေးပဲနီးမသိခင်တော့ရှုပ်ရှက်ခတ်နေမှာပေါ့နော် အလိုပုံစံလေးဖြစ်ပါတယ်။ Okay ။ဆိုတော့ကျွန်တော်ဒီမှာ monetize ဆို2စရှိပါတယ်နော် monetize ဆို2စအဲ့ဒါလေးနှိပ်ပြပါအဲ့ဒီကနေသွားမှာပါ။အဲ့ဒါလေးနှိပ်လိုက်နှိပ်လိုက်ကျွန်တော်ဒီမှာ create post ဆိုတဲ့နေရာလေးရှိပါတယ်အဲ့ဒီကနေစတင်ရမှာဖြစ်ပါတယ်။ဒီဘက်ကဟာတွေကမဆိုင် create ad ဆိုတာ boost in mind နေနော်။အဲ boost in နဲ့ digital marketing နဲ့ facebook marketing နဲ့ပေါ့။ကျွန်တော် monetize ဆိုတော့ဒီဘက်ကအဲ create post ဆိုတဲ့အပြာလေးကိုနှိပ် ပြီးရင်ကိုကဗီဒီယိုတင်မဲ့ page ကိုရွေးနော်အဲဒီမှာကျွန်တော်မျိုးစီကိုကြောသားသူ service တခုအပ်ထားတယ်အဲ့တော့အဲကျွန်တော် submit to page မှာတင်မှာဖြစ်တဲ့အတွက်ကိုဗီဒီယိုတင်မဲ့ page ကိုဒီမှာ down arrow လေးတွေ့လာမသိအဲ့ဒီကနေရွေးပေးနော်အဲ့ဒီက down arrow လေးဒါလေးဒီမြားလေးနှိပ်ပြီးတော့ရွေးပေးပါအဲ့ဒါရွေးပြီးတော့ကျွန်တော် submit to page ဖြစ်ပါတယ်အဲရပြီနော် Monetize run နေတဲ့ page တော့မဟုတ်ပါဘူးဒါမဲ့ကျွန်တော်အဲ့ဒီ page နဲ့ပြပေးလိုက်မယ်နော် okay အဲ့ဆိုရင်ကျွန်တော်တို့ကဓာတ်ပုံတင်မာလာအဲ့တော့ကျွန်တော်တို့ကဓာတ်ပုံတင်မာလာစာတင်မာလာပေါ့လေအဲကျွန်တော်တို့အက်ဗီဒီယိုဗီဒီယိုတင်မာဖြစ်တဲ့အတွက်ဗီဒီယိုပေါ့ဓာတ်ပုံတင်မယ်ဆိုတော့ဓာတ်ပုံပေါ့အခုကဗီဒီယိုစနစ်တကျတင်နေဆိုတော့အဲဗီဒီယိုပေါ့ဗျာနော်အဲဗီဒီယိုဆိုတော့ဗီဒီယိုလေးရေးပေးပေါ့အဲဗီဒီယိုရေးပေးပြီး upload from desktop ဆိုရဟာလေးထပ်ရေးပေးနော် upload from desktop ဆိုဟာလေးရေးပေးပါအဲကျွန်တော်ဗီဒီယိုတစ်ပုဒ်ကြွေးလိုက်ပြီးအဲဗီဒီယိုကျွန်တော်ကစနစ်တကျတင်မာဖြစ်တဲ့အတွက်ကျွန်တော်လုံးဝစနစ်ကျဆိုတာတင်မာဖြစ်ပါတယ် အဲ့ AA language ဆိုတဲ့နေရာမှာလာပြီအရေးကြီးတာလေလာပြီနော် AA language ဆိုတဲ့နေရာမှာကျွန်တော်ထိုင်းဆိုပြီးပြောင်းတာပြီနော် language ပြောင်းမယ်အဲ့တော့ video upload တင်နေပြီဆိုကျွန်တော်ဒီမှာ title ပေါ့ကိုထည့်ချင်တဲ့ title ဒီမှာထည့် description မှာကိုထပ်ဖော်ပြချင်တဲ့အကြောင်းတွေထည့် keyword တွေသုံးနော် keyword တွေဆိုကြ keyword policy တွေအကြောင်းအဲ့ keyword သုံးတဲ့ဟာမှာလေလीကျွန်တော် video ကျွန်တော် channel အခု YouTube channel လေးမှာသွားကြည့်နော်အဲ့ဒီ keyword နဲ့ပတ်သက်တဲ့စိတ်ဝင်စားဖို့အကြောင်းနဲ့အကောင့်နဲ့အကြောင်းနဲ့ update policy တွေ နော် copyright ညီသွားအယူခံဝင်တဲ့နေ့တွေ copyright claim လုပ်တဲ့နေ့တွေမညီအောင်လုပ်တဲ့နေ့တွေအဲ editing နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနော်အဲစသဖြင့်အများကြီးဝေးဝေးဆဆတင်ထားတယ်ကျွန်တော် channel လေးမှာကြည့်ပြလို့ရပါတယ်အဲ့ဒါလည်းကျွန်တော်ထပ်မပြပြပြတော့ဗောနော် keyword ဆိုလဲ keyword နဲ့ပတ်သက်တဲ့အကြောင်းအရာတွေသိချင်အမှတော့ကြည့်လို့ရတယ်နော်တင်ပြသားရရှိပါတယ်အဲ့ keyword လေးတွေ description မှာထည့် thumbnail ဆိုရင်နေရပါတယ်အဲ့တော့ thumbnail တခုထည့်မယ်ပေါ့နော် thumbnail ကဒီမှာ thumbnail လေးထည့်ပေးမယ်အဲ့ဒီ only ခလုတ်နှိပ်နှိပ်ပေးနှိပ်ပေးလိုက်နော် တမ်လေးဆိုတော့ကျွန်တော်တို့ဟိုနေဖြစ်တာပေါ့ဗီဒီယိုတပုတ်ကြည့်ကြင်စိတ်ပေါ်လာအောင်သူကဆွဲဆောင်ထားတဲ့နေရာလေးပေါ့ဗျာအဲကျွန်တော်စာအုပ်တုပ်စာအုပ်ဆိုင်ရောက်သွားတယ်အဲစာအုပ်လေးတွေကျွန်တော်ကြည့်တယ်စာအုပ်ကိုကျွန်တော်တို့တိဖို့အတွက်ကတချို့ဒီစာအုပ်ကောက်ကင်ကျင်စိတ်ပေါ်သွားအောင်စာအုပ်ရဲ့မျက်နှာဖုံးကဆွဲဆောင်မှုရှိနေအဲ့ဒီစာအုပ်ကိုဟွာဝယ်ပြတယ်မဝယ်ပြဘူးဆိုတော့ကျွန်တော်ကင်ပြီးတော့အမီးလေးတွေဖတ်ကြည့်တယ်မာတိကလေးကြည့်တယ်စာအုပ်ကို9ရက်10ရက်လောက်လမ်းမယ်အလယ်နားလေးအဲ ဘာစာလေးပါလဲကျွန်တော်ရှောက်ဖတ်မယ်အဲနော်စာဟောပေါ့အမှားတမ်းမှာဘသူကဒီစာစာရေးဆရာကိုညွှန်ထားလဲသူ့မိတ်ဆွေဘသူကဟိုဟောပေါ့ထိတ်ဆုံးပါဗျာ recommend ပေးထားတဲ့ view တွေတွေအဲ့ဒီဟာလေးတွေလိုက်ဖတ်မယ်အဲအဲ့လိုပြမော်ရပြစ်သေးဘူးဆိုတော့ကောက်ကင်ကျဲစိတ်ပေါ်သွားပါဗျာအဲ့လိုပဲဒီဗီဒီယိုမကြည့်ဖြစ်သေးဘူးဆိုတော့ဒီထပ်မနေရအရန်ဆွဲဆောင်မှုရှိနေဆိုရင်ကျွန်တော်တို့အဲ့လိုဗီဒီယိုလက်နဲ့ထောက်ပြီးကြည့်ကျင်စိတ်ပေါ်သွားတယ်အဲ့လိုဆိုအရေးကြီးတယ် နော်အဲသူပေးထားတဲ့ဟာတွေမတုံးနဲ့ကျွန်တော်တို့တီးနှံဆွဲထားတဲ့ thumbnail ကို ready ဆောင်းထားပြီးတော့ upload image ကနေကျွန်တော်တို့ thumbnail တခုထည့်မယ်ဆိုတော့ကျွန်တော်တုံးထားတဲ့ thumbnail လေးထည့်လိုက်ပါပြီနော်အဲဒီ video တော့ကျွန်တော်လုတ်ထားတဲ့ thumbnail တခုပါဗျာအဲ CM အောင်မိပါက ban လဲချိန်ပြီး Facebook ပတ်စံဝင်ပါကဆက်လုပ်ရမယ့်အရာများဆို thumbnail လေးတခုလုတ်ထားပါတယ်အဲဒါလေးထည့်ပေးမော်နော်လူကြီးမနဲ့ဆိုင်ရာ thumbnail ထည့်ပေးပါဗျာအဲပြီးဆိုရင်ကျွန်တော် tag post တင်နေစာဒီမှာလာပြီအဲနော်ဒီမှာဆိုရင်ကျွန်တော်တို့က မဟုတ် sorry ဒါထက်တွေ့တာ keyword တွေကျွန်တော်တို့ to have ကုညီတယ်ပေါ့ဗျာ prepare find your video main video ရှာတဲ့အခါဟိုပါပေါ့ကိုယ့်ရဲ့ video ဥမာကျွန်တော် video monetization ပတ်သက်တဲ့အကြောင်းအရာဆိုတော့ monetization နဲ့ပတ်သက်တဲ့ keyword တွေ Facebook မှာလည်းကြိုက်ရှာကြတယ်အဲအဲ monetization ချိန် ban account ချိန်ဒီ monetize ရအောင်ပြုလုပ်တဲ့နီးအဲ Facebook monetization အဲအဲ့လိုမျိုးတွေရိုက်ရှာတယ် YouTube မှာလည်းရိုက်ရှာတယ်လူကြီးမနဲ့ Facebook မှာတင်ပါဆိုတော့အဲ့ဒီရိုက်ရှာတဲ့ keyword တွေ tag တွေဒီမှာသုံးပါမှာ เนาะအဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးကျွန်တော်အသေးသေးထပ်မပြတော့အဲ့ဒါလေ whole shape video မှာဒီကျွန်တော်ရဲ့ channel လေးမှာကျွန်တော်ရဲ့ channel လေးမှာတင်ပြသားရရှိတယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးစိတ်ဝင်စားရင်သွားကြည့်လို့ရပါတယ်เนาะ okay အဲ့ဆိုရင်ကျွန်တော်တို့အဲလာပြီ collaborate လုပ်မယ်ပေါ့နော် tab post တင်စပြီးတင်ပါမယ်ပေါ့နော်ဒါ collaborate လုပ်မှုအတွက်ကျွန်တော်တို့က they were automatic invite and consent and invite right delay ဒီကနေပဲကျွန်တော်တို့ဟာပေါ့ tab post တင်ခြင်းနဲ့ဟိုတက်ပြီးတွဲတက်တွဲခြင်းနဲ့ ဟိုဘယ်လိုပြောမလဲကျွန်တော်ဒီ page က monetize အောင်သွားပြီဗျာကျွန်တော်ဒီ video ရဲ့ဟိုအစမှပြောထားတာဒါလို monetize အောင်သွားပြီဆိုရင်ကျွန်တော်ကနောက်ထပ် page တစ်ခုကို monetization အောင်ဖို့အတွက်လူတွေစိတ်ဝင်စားဖို့အတွက်တွဲခေါ်တဲ့နေရာမှာတုံးဖို့အတွက်ပေါ့နော်တုံးဖို့အတွက်ဆိုတော့ကျွန်တော်ကအဲ့ဒီတွဲခေါ်ကြတဲ့ page နေဒီမှာထည့်ပေးရမယ်ရမ်းမရက်ကမှာ admin ဖြစ်စရာမလိုမနဲ့ရတယ်ဆိုပေမဲ့အဲကိုကတွဲခေါ်ကြတဲ့ page ပေါ့နော် page ကိုဟို Facebook မှာတော့ကျွန်တော်တက်တွဲပြီးတင်လိုက်ရှင်းရှင်းလေးပဲဒီမှာကျတော့အဲ့လိုမဟုတ်ဘူး တွဲခေါ်ခြင်းနဲ့ page ကိုကျွန်တော်တွဲခေါ်ဖို့အတွက်ကအဲ့ဒီတွဲခေါ်မဲ့ page ရောအခုကျွန်တော် post တင်တဲ့မူလ monetize အောင်ထားတဲ့ page နှစ်ခုလုံးမှာ admin ဖြစ်တိုင်းပို့ကောင်းတယ်။အဲ admin ဖြစ်တိုင်းပို့ကောင်းတယ်။အဲ့တော့အဲ့တွဲခေါ်ခြင်းနဲ့ page ရောတက်ဆိုပါဆို tab post တင်ခြင်းနဲ့ page ရောမူလ page မှာကျွန်တော်က admin ယူရရာတို့နော်အယူရ page ဆိုရင်ကျွန်တော်ကဒီမှာတွဲခေါ်ခြင်းနဲ့ page နေလေးဒီဒီ၄000ကွက်အဲဒီဒီ၄000ကွက်ထဲမှာထည့်ပေးထည့်ပေးပြီးတော့ကျွန်တော် tab post တင်လို့ရပါပြီနော် ော်တော်စင်ဒီမှာ box ကမပွင့်သေးဘူးဆိုတော့ကျွန်တော်ဒီမှာ video တိုက်တယ်မထည့်ရသေးလို့နော်အဲ okay တိုက်တယ်လေးပါလေးထည့်မယ်ကျွန်တော် video ပါတယ်ဆိုပါစို့ Facebook ပေးမှာတမရှာနီးပေါ့လူကြီးမနဲ့ဆိုင်ရာဟိုပါလေးထည့်ပေါ့နော်အဲ Facebook ပေါ်မှာငွေရှာရန်အတွက်ဘာညာအကြောင်းအရာများကိုဒီမှာအသေးစိတ်ဖော်ပြထားပါသည်ဘာညာကွိကွနော်အဲကျွန်တော်တို့မျိုးရှောက် ောက်ရရရှောက်မရရနော်ဒီမှာမြူတိတန်နုနာတို့ဟိုပောက်ရရရှောက်ရတာနော်အဲလူကြီးမနာကျွန်တော်ပြောပြဆိုထဲပေါ့အဲဒီမှာကျွန်တော် collab တွေ့ကျင်တဲ့ပေးလေးကျွန်တော်ထည့်ကြည့်ပါမယ် admin တွေ့ရပေးပါရှိလားအဲစိုးတီရပေးရှိလားအဲကျွန်တော်စိုးတီရဆိုရိုက်ရှာကြည့်မယ်နော်သူတို့ရတဲ့အဒမင်မတူကျွန်တော်ဟိုဆရာဆိုင်ဝမ်းပေါ့နော်အက်စထရိုလော်ဂျာအဲသူသူနဲ့အဒမင်တူရဲဆိုတော့ကျွန်တော်ဟိုဟာလုပ်လိုက်မယ် ပြီးပြီဆိုရင်သူက invitation link လေးပို့ပေးလို့ရပါတယ်နော် copy link ဆိုတဲ့ဟာလေးဒီမှာ link copy ရှိအဲ့ link copy ကိုနှိပ်နှိပ်ပြီးဆိုရင်သူ့ကို messenger နဲ့ဖြစ်ဖြစ်အဲ့ဒီ link လေးကိုပို့ပေးလိုက်အာလူကြီးမင်းပေးဟိုဆိုပါစို့ကျွန်တော်ကနေပြီးတော့ဟိုဘက်ကဟိုဆိုပါစို့ဟို monetize strike မဟုတ် monetization strike ခေါ်ဖို့အတွက်မဟုတ်ဘဲနဲ့ဟိုဘက်ကနေပြီးတော့စီးပွားရေးလုပ်ငန်းရှင်ကြောက်မြတ်ရနာပေးရကျွန်တော်စီမှာအဲ sponsor လာအပ်တယ်ဆိုပါစို့ကျွန်တော်ကတို့ပေးချိုတက်တွဲပေးရမယ် နော်အဲ့လိုပုံစံကိုဟိမင်းနိုင်လေကျွန်တော်ကိုကြာကြီးလေကိုဟိမင်းနိုင်ဆိုကျွန်တော်အဲအဲ့ဒီအလုတ်တွဲလုတ်တော့ကကျွန်တော်ကျွန်တော် ADS လေးပါတယ်ကျွန်တော်အတန်သူကြော်ညာပေးတာပေါ့ကိုဟိမင်းနိုင်ရလေအမှကိုဟိမင်းနိုင်ရနဲ့ကျွန်တော်ဟိုကျွန်တော် page ကိုသူကတက်တွဲဖို့အတွက် LDD အကိုပြောတာပါနော်အဲဒီကိုဟိမင်းနဲ့ကျွန်တော်မိတ်ဆွေရနေပြောကျွန်တော်ဟို touch တွေ့ပြီးပို့အတွက်ကျွန်တော်ဟို invitation link လေးပို့ပေးတယ်အဲအဲ့ဒီ link လေးကိုကျွန်တော်ကအဲသူ messenger နဲ့ပို့ပေးတာဖြစ်မှာ အဲလက်ခံပြီးတော့ကျွန်တော်ကသူပို့ပေးတဲ့ link လေးကိုကျွန်တော်လက်နဲ့ကွပ်ဆိုနှိပ်ချပလိုက်နှိပ်ချလိုက်ပြန် accept နှိပ်လိုက်တယ်အဲအဲ့မှာသူတင်လာတဲ့ပို့စီကအဲသူတင်တဲ့ပို့စီကကျွန်တော်တက်တွဲပြီးသားဖြစ်နေတာပေါ့အဲဒီမှာလေအဲဒီမှာ zoom in တော့နေဟိမင်းနိုင်ကြရင်နဲ့တက်တွဲပြီးသားဖြစ်နေအဲဒီဒီဗီဒီယိုလေးပေါ့နော်အဲမဆို3.88 million ပဲအဲတော့ကြည့်ကြလမ်းတော့ကြည့်လို့ရပါတယ်ဟုတ်နော်ဟုတ်ကဲ့ပါဒီမှာသုံးဖို့အတွက် invitation ပို့ရတဲ့ link လေးပေါ့နော်ဒါအဲ့ဒါကိုပြောတာဖြစ်ပါတယ်နော် environment မှာ okay give us feedback ဒါတော့ touch post ကို strategy ကြတင်တဲ့နေ့တက်20ပါကြွယ်ကူရေးပါတခါလေးပြပေးလိုက်တာဖြစ်ပါတယ် give us feedback ကကို post ရတဲ့ကအခက်ခဲပြင် give us feedback နေပြီးတော့ကျွန်တော်တို့သူတို့ Facebook တင်ဆို feedback တွေလည်းပေးလို့ရတယ် and next နေ့နေ့လိုက်တော့ post တွေတက်သွားပြီပေါ့နော် အဲ့လိုနေစနေတကြတင်ရအပြင်ကျွန်တော်တို့ဗီဒီယိုစနေတကြတက်သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ language နဲ့ monetize ပြန်ပြုတ်တာရပါမဖြစ်ဘူး touch post တင်ပြီးသားဖြစ်တဲ့အတွက်ကိုကဒီ page monetize ရနေနောက်တစ်ပြည့်ကိုတွဲခေါ်ပြီးသားဖြစ်တဲ့အတွက် Facebook ကနေပတ်စံပို့ပြီးတော့ဝင်စီပါတယ် origin နဲ့လည်းစနေတကြချိန်ထားတယ် location နဲ့လည်းစနေတကြချိန်ထားတယ်ဖြစ်တဲ့အတွက် monetize restrict ပြုတ်ဖို့ခဲရင်မှသွားပါပြီပြုတ်ဖို့တော်တော်ခဲရင်သွားပြီနော်အဲ့တချို့တွေ monetize ပတ်စံနေအများကြီးရတယ်တလောက်အများကြီးပေါ့သူတို့ပြောတယ်သူတို့ video တွေမှာလည်းပြောပါတယ် အဲတင်း80ရရတယ်တင်း90ရရတယ်စသဖြင့်ပေါ့နော်ပြီးတော့ monetize က2လလောက်နဲ့ပတ်စံခဏရရပြုတ်သွားတယ်တတင်းတွေခဏခဏတွေ့ရပါလိမ့်မယ်အဲဒါတွေမလိုက်နာလို့ပေါ့နော်ဆိုတော့ဒါလေးလိုက်နာရှေးတင်ကန်းစားတွေမှာပြောတဲ့အတိုင်းဘန်ကိုလည်းစနစ်တကျမမမဲနဲ့တရားချိတ်နော်အဲဆိုဘန်တွေလည်းအဲ့ဒါမဖြစ်တော့ဘူးပတ်စံမရသေးဘူးဆိုလို့ရှိရင်လည်းဟိုးရှေးကကျွန်တော်ပြောခဲ့သလိုခုနက monetization setup ပြန်လောက်ရမယ်ဗီဒီယိုတွေသွားကြည့်အဲဗီဒီယိုခုနက monetization setup ပြန်လောက်ရတယ်သူတို့က policy လိုက်နာခြင်းရှိမရှိဘူး Facebook ကစောင့်ကြည့်တယ် အဲ့တော့အဲ့ဒီတင်ခဲ့တာပါတဲ့အတိုင်း policy လေးလိုက်နော်ဒါဆိုတော့ဒီ၃ပုတ်နော် share monetize setup ပြန်လောက်တဲ့တင်ခဲ့စာအဲ bank ရှိတဲ့တင်ခဲ့စာပြီးရင်အခုတင်ခဲ့စာအဲ့ဒီ၃ပုတ်အတိုင်းလုပ်မယ်ဆိုရင်လူကြီးမင်းတို့ပတ်စံလည်းများများဝင်မယ်အဲ monetize resource လည်းပတ်စံမရမနဲ့ပိတ်ဆို့ရတယ်လည်းမခံရဘူးပတ်စံရဖို့စက်တက်လည်းပွင့်မယ်ကဲဘယ်လောက်ကောင်းလဲအဲ့တော့ဒီတင်ခဲ့စာ၃ပုတ်အတိုင်းလောက်ကြပါဘောနော်ကျေးဇူးတင်ပါတယ်ထပ်ပြီးတိလို့ရတဲ့အကြောင်းအရာလေးနားမလည်နေရာလေးတွေ comment မှာမေးသွားလို့ရပါတယ်အဲကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်သွားပြီးလို့ရပါတယ် အထက်တိကျတဲ့အကြောင်းအရာတွေ comment မှာတောင်းဆိုသားလို့ရပါတယ်ကျေးဇူးတင်ပါတယ်